ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ကျေးလက်ဒေတာဖွံ့ဖြိုးရေးနဲ့လူနေမှုဘဝတိုးတက်ဖို့အဓိကထားလှုံ့ဆော်သွားမယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ကအသိပေးလိုက်ပါတယ်ဒီသတင်းကိုမေတ္တာကြံကပေးပို့ထားပါရရှင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ရန်ကုန်မြို့ကြီးကိုအစ်မမြို့တော်အဖြစ်ဆောင်ရွက်ဖို့လိုအပ်ပေမဲ့ကျေးလက်နေပြည်သူတွေရဲ့ဘဝမြင့်ဖို့ပုံမလုံးဆောင်ဖို့လိုအပ်တဲ့အတွက်ခုံးချော်တရား၂ဆင့်ကဘတ်ဂျက်ကိုစီပင်နေနမိတ်ပြင်ပမှအသုံးပြုရခြင်းဖြစ်တယ်လို့ဧပြီ၈ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာရန်ကုန်တိုင်းဝန်ကြီးချုပ်ကပြောဆိုသွားပါတယ်။ကျေးလက်နေပြည်သူတွေရဲ့ဘဝကို တော်တို့စာနာဖို့လိုပါတယ်သူတို့ရဲ့သားသမီးတွေကျောင်းသွားတက်နိုင်ဖို့လမ်းလေးတွေသူတို့ရဲ့ကျမ်းမာရေးအတွက်သွားနိုင်ဖို့အတွက်လမ်းလေးတွေတော့တော့သူတို့မှာရှိတယ်ပါသူတို့ဟာရန်ကုန်မြို့တော်ကြီးရဲ့အနီးနားမှာနေနေပြီးတော်တော်ကိုဝေးလံခေါင်းပြတဲ့နေရာတနေရာမှာနေရတယ်လို့မျိုးကြုံနေရတယ်ဆိုရင်တော့သူတို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာအထူးတာဝန်ရှိပါလိမ့်မယ် ဒါကြောင့်မို့ဒီအခြေအနေတွေကိုဆောင်ရွက်ပေးနိုင်ဖို့အတွက်အစိုးရအဖွဲ့ကပြီးခဲ့တဲ့လွတ်တော်အစည်းအဝေးမှာတင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်ရန်ကုန်တိုင်းအစိုးရရက်တရာအတွင်းအကောင့်ထဲပေါ်သွားမဲ့ကိစ္စတွေကတော့ CM ဝဲတည်မှုပပျောက်ရေးအတွက်ပညာရေးကဏ္ဍကိုမြင့်တင်သွားပြီးပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေအကောင်းလာဖို့ပြင်တရားဥပဒေစိုးမိုးရေးကိစ္စတွေကိုလည်းပြည်သူနဲ့အတူကြိုးပမ်းသွားမယ်လို့မိကုံးမှထည့်သွင်းပြောကြားသွားပါတယ်။ ကျေးလက်နေပြည်သူတွေလူမှုဘဝမြင့်လာရင်ရန်ကုန်မြို့အတွင်းလူနေထူထပ်နေတဲ့ကိစ္စတွေကိုရှင်းချနိုင်မှုရည်ရွယ်လို့ကိုယ်စားလှယ်တဦးကပြောပါရယ်။ဒါကြောင့်မို့လို့ကျမတို့တွေကဟလာဒီကျေးလက်ဒီတော့ဒေတာတွေကိုအရင်ဆုံးဟလာမြို့နဲ့အနည်းဆုံးမှရှိတဲ့ကျေးလက်ဒေတာတွေကိုဖွင့်ပြအောင်လုပ်ပေးမှာပါ။ အဲ့လိုဖွံ့ဖြိုးပြီးတော့အလုပ်ကိုင်းနေဖြန့်တီးပေးမယ်အဓိကအာ tomorrow infrastructure ကိုအရင်လုပ်ပေးမယ်အဲ့ဒီလိုလုပ်ပေးနိုင်တော့မှသူတို့ရှိမှအလုပ်ကိုင်းနေပေါ်လာမယ်ပေါ်လာမှဒီဒီ digital data ကလူတွေကမြို့ကြီးတွေကိုတက်လာပြီးတော့ရွှေပြောင်းနေထိုင်တဲ့ဟာတွေကရက်တံသွားနေမယ်လို့ကျွန်တော်တို့မှဒီလိုယူဆထားရှိတယ်။ဒါကြောင့်မလို့ဟလာဒီကျွန်တော်တို့ digital data ဖွံ့ဖြိုးရေးကိုအရင်စလုပ်ပေးတာ။ အရင်အစိုးရလက်ထက်မှာကျေးလက်ဒေတာအတွက်နှစ်စဉ်၃ဆွဲတဲ့ငွေဟာ1ဘီလီယံပဲရှိပေမဲ့ NDI အစိုးရလက်ထက်မှာတော့2016-2019ဘဏ္ဍာနှစ်တွေခုံးကျော်တရား20မဆောက်တော့တဲ့ငွေတွေကကျေးလက်ဒေတာအတွက်၃ဆွဲသွားမဲ့ဘတ်ဂျက်ကကျပ်ငွေ32.2ဘီလီယံထိရှိလာမှာပါရန်ကုန်တိုင်းတတိုင်းလုံး2016-2019ဘဏ္ဍာနှစ်အတွင်းသုံးဆဲသွားမဲ့ဘတ်ဂျက်ကတော့ကျပ်ငွေ336.18ဘီလီယံဖြစ်ပါတယ်။ကျွန်မကမေတ္တာချမ်းပါ။